ယူနီနိုတာရာဝေဒီပိုင်းရဲ့အစမှာတော့နေနေတောင်စနိုးရဲ့ခန်းကိုဝင်လာခဲ့ပြီးတော့အယုတ်လေးတွေနဲ့ကစားနေတဲ့စနိုးနေတီရုပ်ကိုပဲကဝင်လာလဲနေခိုးလာတာမလားဆိုပြီးစနိုးကတော့မြင့်လို့တကူးများမှတ်နေလားဒါငါ့မွေးနေတော့ငါ့ဘွားပေးထားတာလို့စုခဲ့ပါတယ်ဒီချိန်မှာငါ့ကိုခဏပြချင်ဆိုပြီးနေတီကစနိုးရဲ့ရုပ်လေးကိုအတင်းလူယူခဲ့ပါတယ်ဒီချိန်မှာစနိုးကငါ့ရုပ်ကိုမထိနဲ့မကြိုက်ဘူးထွက်သွားလို့ဆိုပြီးပြောခဲ့ပါတယ် နောက်တစ်ခဲမှာတော့စနိုးလေးအရန်ချရတဲ့စနိုးဝိုင်ရုပ်လေးကိုနေနေကဖျက်ဆီးနေခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာစနိုးရောက်လာပြီ။နေကစနိုးဝိုင်လေးဘာလို့ဒီလိုလှုပ်တာလဲ။ဘာလို့ဒီလိုလှုပ်လိုက်တာလဲ။နေပြန်လုံးငါပြန်ဖောက်ပြန်ပဲဆိုတာနှစ်ယောက်သားအပြန်လဲရှိုင်းလို့လှုပ်နေရတာကနေစနိုးလေးကိုနေနေရဲ့လက်ထက်ကထားထိတ်သွားခဲ့ပါတယ်။ဒီချိန်မှာစနိုးလေးကိုဒေါသထွက်ပြီးပြန်ရုံးနေရတာကနေစနိုးလေးရဲ့ခွေးချက်ချက်ကနေနေကိုကိုက်လိုက်တာပဲဖြစ်ပါတယ်။ဒီချိန်မှာနေနေကလည်းမေမေဆိုပြီးခေါ်ရတာကနေ အကုန်ရောက်လာခဲ့ကြပါတယ်။နေနေရဲ့အမေနဲ့အဖွားကတော့စနိုးလေးကိုတော့မကြည့်ပဲနေနေရဲ့တန်ရအောင်ပြင်လို့ပြာရခက်နေကြပါတယ်။ဒီချိန်မှာတော့စနိုးရဲ့ဖေကလည်းနေပြီ။နေနေမရအကူရဲ့တားလေးကိုဒီတိုင်းထားလို့မဖြစ်ဘူး။ဈေးရုံသွားရမယ်ဆိုရင်လေစနိုးလေးကိုတော့ခရုမဆိုင်ပဲသွားခဲ့ပါတယ်။ဒီချိန်မှာစနိုးလေးတရားဝင်နေပြီးငိုနေခဲ့ပါတယ်။နောက်ခဲမှာတော့စနိုးလေးနဲ့တူတော်လေးခင်တို့အတူရှိနေပါတယ်။ဆရာအတရာရသွားခဲ့တာချင်းတူတူဆရာကဘာလို့ဟိုမိမရဲ့တားအုပ်ပဲခရုဆိုင်နေရတာလဲ။ တကတကဆရာကလည်းနားကိုမလဲနိုင်တော့ဘူးဆိုပြီးပြောခဲ့ပါတယ်။စနိုးလီဟာရံကိုငူနေခဲ့ပြီးစိတ်တင်းကနေမကျေနပ်ဘူး။လုံးဝမကျေနပ်ဘူး။မုန်းနေအကုန်လုံးမုန်းနေ။နင့်ကိုငါပြန်လုပ်မယ်။မျက်လုံးကိုပြန်လုပ်မယ်ဆိုပြီးစိတ်တင်းကနေမကျေနပ်ချက်တွေပြောနေခဲ့ပါတယ်။နောက်တစ်ပိုင်းမှာတော့စေခန်းကပြန်လာပြီးဝဝကငါမြေလကတတ်တာနိုင်ပါမလား။ခွေးကြိုက်တာဆိုတော့မတော်ကျော်ကတကူကိုဝင်သွားရင် ခွေးယူပြန်ရောကတွေဝင်သွားရင်ပါဒုက္ခပါပဲ။ဒါပြင်စနိုးလီရဲ့ဖေကိုလည်း မောင်ရှင်မင်းအဲ့ဒီခွေးကိုထိတိုင်းတွေးနေတာမဟုတ်ပါဘူးနော်ဆိုပြီးပြောဆိုပါရယ်ရင်းအောင်ကလည်းကြက်ကြက်ကခွေးဥပြန်ရောကကောက်ွယ်စီထိုးပြီးသားပါအဲ့ဒီတကြားလိုအပ်တဲ့ကောက်ွယ်စီတွေအားလုံးကိုလည်းထိုးပြီးသားပါဘာမှမဖြစ်ပါဘူးပြောဆိုခဲ့ပါရယ်ဒီချိန်မှာအောင်ကတော့မင်းကတော့ပြောတာတွေးလိုက်တာအဲ့နေရင်ဆိုတာချိုးမမြင်နိုင်ဘူးလေပြီးတော့ခွေးဆိုတာမျိုးဟာလူ့အုပ်တစ်ခါကိုက်ပွေးရင်ကိုက်တက်တဲ့ကျင့်ဟာဘယ်တော့မှမပြတ်ဘူးဆိုပြီးပြောဆိုခဲ့ပါရယ်ရှင်